မေရိကန်ကအဲလင်းရောအရန်ကြိုက်တယ်တော့ရန်ကြိုက်တယ်သူတို့ဂျီတက်ကဘာမှာအကြီးဆုံးဖြစ်တဲ့သူတို့ဂျီတက်ကြီးအဲဂျီတက်ကြီးရဲ့တစ်စိတ်ကလင်းရောနဲ့တစ်စိတ်လင်းရောနဲ့တစ်စိတ်နဲ့ဂျီတက်ကိုလှုပ်ထားအဲ့ဘာကြောင့်ကြိုက်တာလဲဆိုတော့ကျွန်တော်တို့ကအဲဆောင်းမနဲ့မှာဘာသာတွေ့လဲဆိုတော့ဘာကြောင့်ကြိုက်လဲဆိုရင်ねအဲလင်းရောနဲ့ကကြံတဲ့ငှက်တွေမှာမရှိတဲ့အကြီးချင်းတွေသူ့မှာရှိတယ်တော့ငှက်ပရင်တော့ပေးထားတယ်ဘာသာရှိလဲဆိုရင်ねကဘာပေါ်မှာတဲ့ ဘယ်တဝါမှနေကိုဒီလိုတိုက်ရိုက်ကြည့်လို့မရအောင်မကြည့်နိုင်ဘူးလင်းယုံရဲ့မျက်စိကပရောက်တိတောက်လဲဆိုရင်နေကိုမျက်နှချင်းဆိုင်ပြီးအကြိုက်ကြည့်ကြည့်နိုင်တယ်အဲ့လောက်တောက်တဲ့မျက်လုံးရှိတဲ့လင်းယုံနောက်ခြေသက်လက်သေးတွေကဓာတ်တွေလှန်နေလို့ပြတ်ရှာတယ်အဲ့ဓာတ်တွေလှန်နေလို့ပြတ်တော့သူကဘာသုံးလဲဆိုတော့သူကြိုက်တဲ့သားကောင်းတွေတွေ့လို့ရှိရင်အဲ့ဟိုးအမြင့်ကြီးကနေပြီးတော့အင်းနန်တောက်တဲ့မျက်လုံးနဲ့တော်တော်မှလှမ်းကြည့်လှမ်းကြည့်လို့ထလိုက်ပါတော့သမင်းကောင်သူကြိုက်ပြီဆိုရင် ဝုန်းဆိုအမြန်ဆုံးပြစ်ဆင်တယ်အဲ့ခြေတဲ့လက်တဲ့နဲ့ကုတ်ချပြီးတက်သွားတယ်တက်သွားပြီးအန်ဩစာခေါနာအဲ့ဒီလင်းယုံဟာအစားစားတဲ့ချိန်မှာမြေကြီးပေါ်မှာတော့လကောတက်ကိုင်းပေါ်မှာတော့လကောနားပြီးဘယ်တော့မှမစားဘူးအဲ့လိုကုတ်ချပြီးတော့နှုတ်သီးနဲ့ပေါက်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 စားပြီးတော့မစားချင်တော့ပြစ်ချပလိုက်ဒါမှမဟုတ်စားလို့ကုန်သွားရင်အော်ပြစ်ချပါလိမ့်အဲ့ဒီလိုလင်းယုံနော်အဲ့ဒီလင်းယုံကနောက်တစ်ခုကကဘာပေါ်မှာတဲ့မုံတိုင်းကိုမကြောက်တဲ့ငှက်နှစ်မျိုးပဲရှိတယ်လင်းယုံနဲ့ဇင်ယော မုန်တိုင်းကိုမကြောက်ဘူးတဲ့အဲ့ဒီအရေးချင်းတွေကြောက်အမေရိကန်လူမျိုးတွေကလင်းရုံကိုကြိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီလင်းရုံမှာတဲ့တဘာဝကပေးထားခြင်းထူးခြားတဲ့အရာနှစ်ခုရှိတယ်ဟောတချို့ဆောင်းမတွေကဘယ်လိုရေးလဲဆိုအဲ့လိုက်ရစစ်ကူးကျင်တာဘာတကယ်ရှိကြမှာရှိမှာဘာညာတကယ်ရှိခြင်းမရှိခြင်းကျွန်တော်တို့ကမဆိုင်ဘူးအဲ့ဒီလင်းရုံအကြောင်းကိုသုတေသနလုံးတော်မယ်ဆိုရင်တော့ဆိုင်ကောင်းဆိုင်မယ်ကျွန်တော်တို့အခုလိုချင်တာအဲ့စာဖတ်လိုက်တာဒီထဲရောက်တယ်ဒီဘက်ကဘယ်လိုပို့မလဲ အဲ့တော့ဘာရှိတာလဲဆိုတော့တဘာဝပေးတဲ့အကျိုးများနှစ်ခုရှိတယ်တစ်ခုကအရန်အသက်ရှိတယ်အဲ့လင်းယောင်က290ထိလင်းယောင်နိုင်လင်းယောင်နိုင်နေခွင့်ရှိတယ်အသက်ရှိတယ်ဒုတိယကလင်းယောင်ငက်တွေဟာတဲ့ငါးလတိတိအစမစားရေမတော့ခဲနဲ့နေလို့ရအဲ့နှစ်ချက်အာသာချက်ရှိတယ်အဲ့ထိကျွန်တော်တို့စိတ်ဝင်စားတာသိမကောင်းနေဘူးအော်လင်းယောင်ဆိုတာအဲ့လိုပါလားဒါဒီတဲ့ပဲ ချောက်လာ။နောက်လင်းုံနဲ့အစာကျွေးတဲ့အကြောင်းတွေပါတယ်ညာအများကြီးကကျွန်တော်မပြောတော့ဘူးထားတော့။နောက်အဲ့ဒါတွေကြောင့်အမေရိကန်လူမျိုးတွေကလင်းုံကိုသိကြိုက်တယ်။ deep tech စကူးရင်လာလေရှိသေးတယ်။အပေါက်ကလေးချင်းချင်းလေးအဲ့ပေါက်ကလေးချင်းချင်းလေးတွေကိုအကြီးဖြစ်တယ်ခုနအမေရိကန်လင်းုံဆိုဟိုဘက်အတောင်ဒီဘက်အတောင်ဖြန့်တိုင်းရင်ရှစ်ပေရှိတယ်။အဲ့လောက်ရှစ်ပေရှိတဲ့လင်းုံကြီးကကြောက်ချက်တလို့အပေါက်ချင်းချင်းလေးတွေကိုဝင်းတိုးဝါအထဲဝင်သွားတယ်။ပြီးတော့ပြန်ထွက်လာတယ်။ ဲ့တော့အမေရိကန်လူမျိုးတွေကအံ့ဩပြီးတော့အဲ့မှာ CCTV တက်ပြီးကြည့်တော့အဲ့နာကြရင်ခန္ဓာကိုယ်ကိုကြုံရတယ်ကြုံပြီးတော့အထက်ရောက်တော့မှကြီးသွားတယ်အဲ့ဒီလူမျိုးတွေတော့ဒါတဲ့ဟောက်တော်မူတာထားအဲ့ဒါကြောင့်သူတို့ကြိုက်တယ်ပေါ့နော်စိတ်ဝင်စားတာမရှိသေးဘူးစိတ်ဝင်စားတာဘယ်မှာစရှိလဲဆိုတော့အသက်40ရောက်လာတဲ့ခမားတဲ့တနည်းပြတနည်းတနည်းပြတနည်းတဘာဝကနေပြောင်းလဲမှုတွေပြလာတယ်ပြောချင်တာအနည်းဆက်ဆုံးကျွန်တော်တို့လူတွေသမင်းဖြူတယ်သွားကြိုးတယ်ခါကိုင်းတယ်ဘာဖြစ်တယ် ဲ့ဒီလိုဖြစ်တယ်လို့လင်းယုံနဲ့အသက်40ကျော်တာနဲ့တသက်နာဆက်တဲ့အဲ့ပြဿနာနံပါတ်1ကအင်မတန်အဝေးကြီးအမြင့်ကြီးပြန်နေအောင်ဖွဲ့စည်းထားတဲ့အမွေးတောင်တွေပွားလာဘာရောက်ရောက်မျိုးဖြစ်လာဒါတက်ချက်အမွေးတောင်ပွားတော့ဘာဖြစ်လဲကွာငါမြန်မြန်ပြန်တယ်နှင်းနှင်းပြန်မယ်ပြဿနာမရှိဘူးတဲ့ဒုတိယပြဿနာကဘာလဲဆိုတော့ခြေသက်လက်သေးတယ်အဲ့ခြေသက်လက်သေးရှည်ထွက်လာအရှည်ထွက်လာတဲ့ခြေသက်လက်သေးကကျွန်တော်တို့လူတွေရဲ့ခြေသက်လက်သေးရှည်သလိုမဟုတ်ဘဲနဲ့ အသားကြီးတွေရွယ်ဘက်လက်ကြီးရှည်ထွက်လာအဲ့ဘက်လက်ကြီးတွေရှည်ထွက်လာတော့ဘာဖြစ်လဲဆိုတော့ဘဲသားကောင်ကမှအဲ့ဒီဘက်လက်ရှည်ထွက်လာတဲ့ခြေတလက်တွေနဲ့တက်ခိုက်လို့မရတော့ဘဲသားကောင်ကမှကိုယ့်လိုချစ်လို့ပြန်လို့တက်လို့မရတော့အဲ့ထွက်လာတာအသားတွေအသားတွေဘက်လက်ကြီးအဲ့ဒါလည်းပြဿနာမရှိသေးဘူးရဲ့။နောက်အဓိကပြဿနာနှုတ်သီးရဲ့နှုတ်သီး။အဲ့နှုတ်သီးကနေပြောရင်ချေ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 ထွက်လာတာအကြောတွေပဲဗလက်ကြီး။ အဲ့အကြောတွေကနည်း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 နဲ့တနည်းနည်းနည်းနဲ့ရှည်ရှည်လာလိုက်တာတုံသီးဟားလိုက်လို့ရှိရင်အဲ့ရှည်ထွက်လာတဲ့အကြောတွေဟားလို့မရတော့အဲ့ဒီဟာအဓိကပြဿနာအဲ့ဘာဖြစ်လို့လဲဆိုတော့အစာစားလို့မရတော့ရည်သွားလို့မရတော့အဲ့နှုတ်သီးရနေပြီးတော့ဗလက်ကြီးတွေထွက်လာလို့ဟားလို့မရတော့အဲ့ဒီမှာအငတ်ခံရတော့အဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းလာတယ်လင်းယုံနှစ်ပိုင်းခွဲသွားတယ်နှစ်စုခွဲသွားတယ်တစုက ဒါကံတရားပေါ့ကွာနော်တော့သူဖြစ်လာတော့ဘယ်တက်တိုင်းလဲဆိုပြီးတော့ငါလာထိအစမစားရှင်မတော့ဖဲ့တဲ့နေပြီးငါလာလဲကြာတော့သေသွားတယ်အဲ့သေတဲ့ထဲမှာစိတ်မြန်လက်မြန်လင်းအောင်နေရသေမှမြကွာငါလာတော့စောင့်တယ်မလို့ပါဘူးခုသေမြန်ကွာဆိုအပေါ်တက်သွားတယ်အတောင်ရုတ်ချရတယ်ဘုံဆိုအောက်ပြုတ်ကြသေတယ်တတ်သေးတဲ့လင်းအောင်ဆူဆိုက်တော့ပြီးတေအကုတ်တတ်သေးတဲ့လင်းအောင်နဲ့ငတ်သေးတဲ့လင်းအောင်ဆိုပြီးသေတဲ့အဖွဲမှာနှစ်ပိုင်းကွဲသွားတယ်နောက်တစ်ပိုင်းက မသေးခြင်းမသေးခြင်းနဲ့လင်းအောင်မသေးခြင်းနဲ့လင်းအောင်ဘယ်လိုစဉ်းစားလဲဆိုတော့ဟာ၅လတော့အချစ်ချက်သေးတယ်အဲ့၅လအချိန်တွင်းမှာငါတို့တခုခု ဖြစ်ရှင်းလို့မရဘူးလားအဲ့ဒီလိုစဉ်းစားပြီးတော့အဲ့ဒီအုပ်စုကဘာလုပ်လဲဆိုရင်ねဟိုးအမြင့်ညွတ်တက်သွားတယ်တက်သွားပြီးတော့ကြောက်ကလပ်မှာအင်မတန်ခိုင်ကန်တဲ့အတိုက်ကိုဆောက်လိုက်တယ်လေဘာလို့ဆောက်တာလဲဆိုတော့၅လတီတီအစာမစားရေမတော့ဖဲနေတဲ့အချိန်မှာအဲ့အတောက်ထဲအတိုက်ထဲမှာလေတံမိုးတံခံနိုင်အောင် အတိုက်ကိုကောင်းကောင်းဆော့ဆော့ပြီးတော့မှအဲ့ထဲရောက်တော့သူစဉ်းစားစားပြီးစဉ်းစားတော့၅လကြာရင်အစာမစားနိုင်ရင်မတော့နိုင်လို့ငါသေတော့မယ်ဘာကြောင့်သေမှလဲအစာမစားနိုင်လို့ဘာကြောင့်အစာမစားနိုင်တာလဲအဲ့ဒီနှုတ်ဒီပလက်ကြီးရှည်ထွက်လာလို့အဲ့ဒါဆိုရင်အဲ့နှုတ်ဒီပလက်ကြီးမရှိရင်ငါအစာစားလို့ရမှာပေါ့အဲ့လိုတွေးပြီးတော့နံပါတ်၁စဝင်တဲ့အတွေးကအဲ့ဒီငါ့ကိုသိစေမဲ့ နှုတ်ဒီပလက်ကြီးကိုငါဖက်ထုတ်ပြင်ရမယ်ဆိုတဲ့အသည့်ကိုရလိုက်တယ်ရလိုက်တဲ့အချိန်မှာစပြီးတော့ကြောက်သားကြောက်ချက်တွေနဲ့အဲ့ဒီနှုတ်ဒီပလက်ကြီးချေထွက်လာတာကိုတိုက်တယ်ဖြတ်တယ်ပုတ်တယ်တိုက်တယ်တင်းနေနည်းနည်းပဲပြီးတယ်တဲ့ဘာလို့လဲဆိုတော့အရန်နာတယ်အရန်နာတဲ့ခါမှာရက်ထားလိုက်တယ်မလုတ်ချင်ဘူးချက်ပြီးဒါပေမဲ့အဲ့ဒါကြီးမလို့ရင်ငါလာကြော်ရတယ်ငါမစားနိုင်မတော့နဲ့သေတော့မှာပဲအဲ့တော့အဲ့ဒါကြီးမရှိမှငါအသက်ရှင်မယ်အဲ့ဒီလိုတွေးတွေးနေနောက်ဆုံးအဲ့ပလက်ကြီးပြုတ်ကြပါ ုတ်ကြသွားတော့နှုတ်ဒီဟာရဟာရတော့တိတ်မကြောက်နောက်တရနေ့စောင့်ကြည့်တယ်အဲ့ဒီမူရင်းနှုတ်ဒီကနေပြီးတော့အကြောတွေပြန်ထွက်လာတယ်ခုနလိုပဲဘလက်ကြီးပြန်ထွက်ထွက်လာတဲ့မှာဘာသိသွားလဲအဲ့ဒီမူရင်းနှုတ်ဒီကိုပါမဖယ်ရင်လကားပဲရှေ့ကဘလက်ကြီးကိုငါဖယ်နေလို့မရတော့ဘူးအဲ့ဒီသူဖယ်နေတာတနေ့နေနေကိုကပြန်ထွက်လာတာအများများအဲ့ဒီအတွက်မူရင်းနှုတ်သေးကိုပါဖယ်ရမယ်ဆိုပြီးတော့တဲ့ မွေးရင်နှုတ်သည်အပါကိုကြောက်သားကြောက်ချက်တွေနဲ့တွေးတာတိုက်တာပွတ်တာအဲ့ဒီအသားဘက်လက်ကိုဖယ်ရတာထက်ဆပေါင်းများစွာပူပြီးနာပူပြီးခက်တယ်ဒါပေမဲ့မယမကဖယ်လိုက်တာနောက်ဆုံးနှုတ်သည်လုံးဝမရှိနှုတ်သည်ငုံတည်နဲ့လင်းယုံလေဘာမှဆက်လုပ်လို့မရအောင်နှုတ်ပြီးကိုဖယ်ပြစ်လိုက်ပြီဘာဖြစ်ပြန်သူမသိဘူးအဲအတိုက်ထဲမှာဒီတိုင်းဆောင်းဆောင်းရင်းဆောင်းရင်းရနေပြီးတော့တလတ် တလခွဲကြာတဲ့အချိန်မှာအဲ့ဒီသူဖယ်လိုက်တဲ့နှုတ်သေးရလေအသက်ပြန်ပေါက်လာသက်ပြန်ပေါက်လာမှာအံဩစာကောင်းတကယ့်ကိုလင်းယုံငက်ပြိုတကောင်ရဲ့နှုတ်သီးသူပြန်ရလိုက်တယ်အဲ့ဒီမှာစောစောကပြောပြောနေတဲ့ wisdom ဆိုတဲ့အင်္ဂလိပ်လိုပြောတဲ့ပညာအဲ့ပညာလင်းနဲ့ပွင့်သွားတယ်မကောင်းတဲ့အဟောင်းတွေကိုဖျက်ထုတ်လိုက်ရင်ဖျက်ထုတ်လိုက်ရင်ကောင်းတဲ့အသက်တွေရတယ် ဲ့တူရီသူရလိုက်တယ်အဲ့ဒီကရလိုက်တဲ့ချိန်မှာအတက်သွားတယ်ငါမှမကောင်းလာတယ်ငါ့ကိုအချိုးမပြူရတယ်ဘာတွေကြံသေးလဲအမွေးတွေအမွေးတွေပွားရောင်းလာတယ်ပွားရောင်းလာလို့မပြတ်နိုင်တော့ဘူးအေးအဲ့ဒီမကောင်းလာတွေကိုငါနှုတ်မယ်ပယ်မယ်ဆိုပြီးတော့တဲ့ကို့မွေးတွေကိုပြန်နှုတ်ပလိုက်တယ်နှုတ်သီးနဲ့ဆွဲပြီးတော့အဲ့ဒါတော့ချက်မပြောတော့ဘူးနော်ကို့ကိုစဉ်းစားကြည့်ကို့မွေးကိုနှုတ်တာဘယ်လောက်နာလဲဆိုတော့အရန်နာတယ်တဲ့သွေးအလိမ့်လိမ့်နဲ့အဲ့သွေးလိမ့်နဲ့အမွေးနှုတ်ပြီးနှုတ်ပြီးတဲ့ချိန်မှာနောက်ဆုံးကြံလာခြေတက်လက်တက် အချစ်တယ်လေတဲ့ဟိုနှုတ်သီးနဲ့ပေါက်တယ်စိတ်တယ်ကြောက်သားကြောက်ထက်တယ်တွေးတယ်အယမ်းနာအဲ့ထွက်နေတဲ့အသာဖတ်တွေအပြင်လက်သေးတွေကျွန်တော်တို့လူလိုပြောရင်လက်သေးချစ်သေးကိုအခွန်မှလှမ်းလိုက်တယ်ချစ်သေးလက်သေးမရှိတော့ဘူးအယမ်းနာကျင်တဲ့ဝိညာဉ်ခံစားရတယ်အဲ့ဒါပြီးတဲ့ချိန်မှာဘာမှလောက်စားမရှိတော့ဘူးနှုတ်သီးအသေးရပြီအမွေးတွေဖယ်လိုက်ပြီဒီလက်သေးချစ်သေးဖယ်ပြလိုက်ပြီစောင့်နေလိုက်တာတဲ့ငါးလမတိုင်ခင်မှာ အမွေးတောင်အစ်စ်တွေပြန်ထွက်လာတယ်ငါလာမတိုင်ခင်မှာတဲ့အဲ့ခြေတဲ့တဲ့အစ်စ်တွေပြန်ရသွားတယ်အဲ့ဒီလင်းယုံဟာအတိုက်ထဲမှာခုန်နေစရာအကြောင်းမရှိတော့ဘူးတဲ့အစမှလာသူကသူတည်တော့မှာပဲဆိုပြီးတော့အေးစေးနေကြတော့အတိုက်လောက်လာကိုယ့်ချင်မုံတိုင်းတိုက်လာတာအဲ့ဒီမုံတိုင်းကိုမကြောက်တဲ့လင်းယုံငှက်ဟာအတိုက်ကိုစွန့်ပြီးတော့မုံတိုင်းနဲ့ပြန်သွားတော့နောက်နှစ်30အသက်ရှင်ပါတယ် ဒါဒီထဲရောက်သွားတယ်ဆောင်းမှာနော်လင်းရုံကြောင်းဒီဘက်ထဲပါရလိုက်တယ်နှစ်ခုရတယ်နံပါတ်1ကပါလဲဆိုတော့ကို့အတွက်အသုံးမလို့တဲ့ကို့အတွက်အကျိုးမပြုတဲ့အရာဟောင်းတွေကိုဖယ်ပြရမယ်မဖယ်ရင်အဲ့ဒီလူသရှင်ဝင်မရှိဘူးအဲ့ဒီလူပန်းနဲ့မရောက်နိုင်ဘူးအဲ့တော့တစ်ချက်စားရအဲ့တစ်ချက်ကဘလောက်ရည်ကြီးလဲဆိုရင်ပညာရေးစီးပွားရေးနောက်ဆုံးနိုင်ငံရေးထိပ် အဲ့ဒီဒူရီဟာသုံးဝင်ပါတယ်ဥပမာလွယ်လွယ်ကူပြောမယ်ဆိုလို့ရှိရင်ဆယ်တန်းမှာညာရင်မြည်တဲ့ကလေးတယောက်အမြဲတမ်းလဲကိုရန်တီပထမပထမနဲ့စေတက်တို့မှာဆောင်ဝင်ဖြစ်ဖို့သိကြတဲ့ကလေးသူကိုတန်းဆောင်ဝင်ဖြစ်ချက်ဆယ်တန်းရောက်တော့မှအဲ့ဒီကလေးကမထားလိုက်ပါတော့မဟုတ်တာတခုဆွဲသွားတယ်မဟုတ်တာဆိုဂိမ်းနေပါလေဆွဲသွားမယ်။နောက်ဆွဲသွားပြီးအဲ့မှလည်းအချိန်တင်ကုန်ပြီးတော့စာမကျက်တော့ဆိုရင်သူချောင်းဝင်ဖြစ်ချင်တဲ့ဘန်းနိုင်ကိုရောက်ဖို့အဲ့ဒီကလေး သူ့တမလို့အပ်တဲ့ game ဆွဲခြင်းဆိုတဲ့မကောင်းမှုဖယ်ထုတ်အောင်မဖယ်ထုတ်ရင်သူဆောင်းမှဖြစ်တယ်အဲ့ဒီလိုပဲအဲ့ဒီလိုပဲစီဝိုင်းလုံးနဲ့စီဝိုင်းသမားတယောက်လောင်းကစားမှညှိသွားတယ်အဲ့ဒီလောင်းကစားဆက်ညှိနေလို့ရှိရင်သူစီဝိုင်းပြတ်သွားလိမ့်မယ်အဲ့ဒီလိုပဲကျွန်တော်လူမျိုးရေးကိစ္စတစ်ခုအဲ့ဒီလူမျိုးရေးကိစ္စမှာစရိတ်တသီလမရှိဘဲနဲ့ကိုကြိုးရှာအမြတ်ထုတ်တဲ့လူတယောက်အဲ့ဒီ အကျင့်ဆိုးကိုမဖြောက်ရင်သူစရိတသီလမကောင်းရင်ဘယ်တော့မှအဲ့ဒီပရဟိတကိစ္စမအောင်မြင်နိုင်အဲ့လိုပဲအဲ့လိုပဲဆက်စင်တာဒီနေ့ခစ်နေတဲ့စဉ်းစားရင်ကျွန်တော်တို့ကိုကြိုက်တဲ့ဆိုးဝါးကိုကိုတင်လိုက်ပြီကျွန်တော်ဒီမိုကရေစီဆိုပန်းနိုင်ကိုသွားတယ်အဲ့သွားနေတဲ့အချိန်မှာအတော့မဝင်တဲ့အကျိုးမဖြစ်တဲ့လူဟောင်းနေမူဟောင်းနေအဲ့ဓာတွေကိုမပင်နိုင်ရင်ကျွန်တော်ပန်းနေဖြစ်တဲ့အဲ့ဒီ နေရာကိုဘယ်လိုလုပ်ရောက်ပါလဲဒါ theory ပဲဒီလောကကြီးမှာအဲ့ဒီလင်းဟုံးငက်တေးဆရာရလိုက်တဲ့ကိစ္စဟာကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့သွားမဲ့ပန်းနိုင်အတွက်အနောက်ရှက်ခက်ခဲဖြစ်စီတဲ့အဟောင်းတွေဖြစ်ပြရမယ်အဲ့ကမှာအတ္တတွေရောက်လာမယ်ဒါပထမဆုံးစရရတဲ့သင်္ကန်းစာဒီဘက်ထဲကိုရောက်တယ်အဲ့ဒါ wisdom စာအဲ့ဒါပြောတာ ဒုတိယရတာကဘာလဲဆိုတော့အေဟုတ်ပြီတဲ့ဖယ်ရမယ်ဆိုတော့မသိမယ်ဒါပေမဲ့မင်းထက်သိရမယ်အရာကအဲ့လိုဖယ်တာဟာနံပါတ်1မလွယ်ဘူးတဲ့ခက်တယ်ခက်ခက်ခဲခဲဖယ်ရမယ်နံပါတ်2ကနာနာကျင်ကျင်ဒုက္ခတွေခံစားရလိမ့်မယ်အင်းချက်စားရဟာမင်းပစ္စည်းအဟောင်းတွေကိုဖယ်ရမယ်မကောင်းတဲ့အကျင့်ဆိုးစရိုက်ဆိုးတွေကိုဖယ်ပြရမယ်ဖြုတ်ပြရမယ်အဲ့ဒါဟုတ်ပြီအဲ့လိုဖယ်ရင်ဖြစ်လာနိုင်လားဘာလဲဆိုတော့လွယ်လွယ်ကူကူမရဘူးခက်တယ်နံပါတ်2က နာနာကျင့်ကျင်နဲ့ဒုက္ခခံစားရလိမ့်မယ်ဒါပဲ